ေးတငယ်ချင်းကိုပါကွအေးပြောတငယ်ချင်းမင်းပန်းကိုတိပါတယ်တရင်ချုံမှာငါတို့တစ်ခေါက်လောက်ဆုံကြရအောင်ကွာအခုမင်းကဘယ်မှာလဲခြုံပြော်ရောက်နေတာမင်းစီကိုလာခဲ့ရမှာလားအေးမင်းမလာလို့မဖြစ်ဘူးရွာကမင်းဦးနဲ့ကျော်ကြီးကလည်း ဝါဇူလာတုံးကတော့လာမလို့စီစဉ်ထားတာပြတ်သွားလို့ဒီနှစ်သတင်းကျုပ်ကျောင်းနေပိတ်ရုံးနေပိတ်တဲ့ရက်ကြရင်တော့လာမလို့တဲ့ကိုလေးကလည်းမအားလို့သူတို့ကလည်းတစ်ခေါက်မှမရဘူးတော့မင်းလိုက်ပို့မှဖြစ်မှာမင်းအားတယ်မလားငါကအမြဲတမ်းအားနေတာမင်းလည်းအတိပဲကို့အလုံးဆိုတော့လေနောက်ကကြက်မဲ့လူကမရှိဘူးလေဒါဆိုမင်းသူတို့နဲ့လိုက်ခဲ့မယ်မဟုတ်လားအပြန်ငါလည်းရန်ကုန်ကိုလိုက်ခဲ့မယ်လေငါကလည်းပြန်ကြတာပေါ့သူတို့ဘယ်ရက်လာမှာလဲ တရင်ကျော်လာစဉ်73ရက်နေတောက်ကြနေလာမယ်တဲ့ရုံးနေเจ้าနေကလည်းတောက်ကြနေကစပြီးပြိမ့်မယ်လို့ပြောတယ်။ဖះဖះမျက်ခုံးကတော့ခတ်လုတ်လုတ်ပဲဟိ။ဘာဖြစ်လို့လဲကွမင်းတို့ငါတို့ကိုလေးနဲ့အတူလေ။ဘာကြီးကြုံမြော်ကိုပြန်ပြီးတော့သွားကြတော့တာ။မြင်အောင်ပြီးတော့လက်ပြီလို့ပါကွာ။ဒီတခါတော့ငါတို့သွားတဲ့နေ့လောက်တော့မဆိုးဘူးထင်တာပဲကွာ။ ငါတော့တိတ်မထင်ဘူးအဲ့ဒီနှစ်ကလောက်အခြေအနေမစိုးရင်တောင်မှရုပ်ဖို့တော့တိတ်မရှိဘူးလို့ထင်တယ်ကွာအဲ့ဒါကြောင့်မင်းကိုလိုက်ခဲ့ခိုင်းတာညွန့်လိုက်ကချောင်းရွာမှာလာမဲ့တငယ်ချင်းမြင်ဦးနဲ့မောင်ကျော်တို့ကိုလမ်းပြအနေနဲ့လိုက်ခဲ့ရင်အတီထာကိုတောင်းဆိုနေခြင်းပဲဖြစ်တယ်လွန်ခဲ့တဲ့တနေ့ကလည်းညွန့်လိုက်ရဲ့ဖခင်ကျွန်တော်တို့အပါအဝင်ကိုလေးတို့ပေါင်းပြီးတော့ညွန့်လိုက်ကလေးကိုစီးပြီးတော့ရန်ကုန်တပိုင်းကနေပြီးတော့6နိုင်ခွဲလောက်ထွက်လာတာဘရင်တော်တရားကျော်မှာကားကစပိတ်တာဗျာနေ့လေ7နိုင်ခွဲမှာထန်းတမီမျိုးတွေကနေထွက်ပြီးတော့အေယာဝတီတိုင်းတွေကိုဝင်နိုင်တာ အားကြောင့်မူတရင်ကျုပ်အခက်ခဲကိုကြုံခဲ့ရတော့ကျွန်တော်တို့လည်းဒီနေ့တရင်ကျုပ်လာစမ်းရုံးပေးရမှာကြုံပြော်ခီးဆိုတာနဲ့ကြောထဲကချန်တဲ့အထိကိုတုံလှုပ်သွားတာပါဗျို့ဒါပေမဲ့လည်းတကယ်ချင်းတွေကရုံးပေးရမှာအားရဆိုတော့လေနောက်တုံးလို့ကလည်းမရဘူးလေလိုက်ပုံမဲလို့လည်းဆုံးဖြတ်ပြီးတော့ကြုံပြော်မှာလက်ခုံနေတဲ့တကယ်ချင်းညွန့်လိုက်ကိုလည်းလိုက်ပုံမဲလို့လည်းခရီးကပေးလိုက်တာအဲ့ဒါနဲ့တရင်ကျုပ်လာစမ်း73ရက်နေ့မနက်၄နာရီရောင်လေးပင်ဘကိုးရံကိုမီနီဘတ်ကားတွေကထွက်တယ်လေဘကိုးဝင်တော့ကြော်ကြီးကလှမ်းပြီးဖုံးဆက်တယ်ဟေ့တကယ်ချင်းငါတို့တော့ဘကိုးဝင်ပြီးမင်းနှုံးပြီလား အေးနိုးပြီးရေချိုးပြီးရင်ထွက်လာခဲ့မယ်။ဓလုံးနဲ့ကျွန်တော်နာယီကိုကြိလိုက်တော့9နာယီခွဲပြီးပြီ။အရာနဲ့ကျွန်တော်လည်းထွက်လာခဲ့လိုက်တာ9နာယီမထိုးခင်ရောက်သွားတယ်။အရာနဲ့ညောင်လေးမင်းကဘယ်ကားရောက်လဲဆိုပြီးတော့လိုက်ပြီးတော့စုံစမ်းလိုက်တာ။စော်ဝါကြီးကလွန်လာပြီးဆိုတာသိရတော့တမိုင်းကမတိုင်ကိုမဆောင်တော့ပဲညှို့လိုက်မှထားတဲ့ပစ္စည်းချို့ကိုလည်းတမိုင်းကြည်ရီတုပ်ဆက်ရုံပြီးကသူ့အခန်းစီကိုဝင်ယူဖို့ထွက်လာခဲ့တာရန်ကုန်တမိုင်းမှာဝယ်ထားတဲ့တိုက်ခန်းကလည်းဥညွတ်လိုက်ရဲ့ဇနီးဒေါ်စပယ်ချင်းနဲ့မြေးတွေကနေထိုင်တာ ညွန်လိုင်ကလည်းကျုံပေါ်စီပင်အင်ဂျင်နီယာအဖြစ်နဲ့ကျုံပေါ်မှာ10နှစ်အမှုထမ်းနေစဉ်နေထိုင်ရန်အိမ်နဲ့ခြံကိုလည်းဝယ်ခဲ့တာယခုပင်စင်ယူတော့ရန်ကုန်မှာဇနီးနဲ့သမီးတွေကိုအိမ်မှာထားတယ်ခြံနဲ့အိမ်ကိုလည်းစောက်ရှောက်တဲ့အနေနဲ့ပေါ့သူကတော့တစ်နှစ်ကို5-6ချိန်လောက်တော့လာတယ်တစ်ခေါက်လာရင်လည်းတစ်လခန့်လောက်တော့နေတယ်တပတ်ဆက်ရဲခန့်လည်းနေတယ်အခုလည်းသတင်းကြုံသူကကျုံပေါ်ရောက်နေတာကို6ထိပ်စီရောက်နေပြီဖြစ်တဲ့ငယ်ပေါင်းတငယ်ချင်းတွေကိုစုံကျင်တဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျုံပေါ်ကိုအလဲလာဖို့ဖိတ်ခေါ်ခြင်းပဲဖြစ်တယ် ကျွန်တော်လည်းညွန့်လိုက်မှတဲ့ပစ္စည်းတွေကိုဝင်ယူပြီးတော့ပြန်ထွက်လာခဲ့လိုက်တယ်။အဲဒါနဲ့အဝေးပြေးကို၈နာရီခွဲလောက်တော့ရောက်သွားတယ်။အဲဒါနဲ့15မိနစ်လောက်ကြာတော့ရန်ကုန်တနုပြူအထောင်ကျုံမျိုးဆိုတဲ့ကားကဝင်လာတယ်။အဲဒါနဲ့၈နာရီခွဲကားဆိုတဲ့ဖြစ်နောက်ဝင်လာတဲ့ကားတွေကိုလည်းလက်တဆက်ဆက်နဲ့မျောနေရတာ။ကားလုံးဝင်ပြီးချိန်မှတော့10နာရီခွဲရန်ကုန်ကျောင်းကိုအတုပ်ရေးကြီးကျုံမျိုးကားကဝင်လာတော့တယ်။ကားပေါ်မှာလည်းလူတွေကိုချပြီးတော့လက်မှတ်ရထားသူတွေကလည်းတက်ကျွန်တော်တို့အုပ်စုကလည်းထိုင်ကုန်ကမရအလဲမမတ်တရက်ကတယ်။ဦးလေးတို့ ။ဦးလေးတို့ရက်စီးရင်နောင်နှောင်းကိုဆုပ်ပေးပါဦး။အပေါ်မှာ၄-၅ယောက်ကျန်နေသေးတယ်။၄-၅ယောက်ကျန်မှတော့ငါတို့ကိုတက်ခွန်းတော်ပြုတ်ကွာ။နေကတအားပူတာရက်လို့ကိုမရတော့ဘူး။ခေါင်းတွေကိုမိတွေတောက်နေပြီ။ထိုင်ကုန်ကလူတွေလာရင်လည်းထားလိုက်ထိုင်လိုက်ဖယ်ပေးရတဲ့အလုပ်ကိုရှော့လို့သူတို့လာရင်ဝင်လို့ရအောင်လို့လည်းနေရာဖယ်ပေးမယ်။ဟုတ်တယ်ဟုတ်တယ်။နေဘူးလို့ကားပေါ်ကိုတက်ပရစေ။ကဲလက်မှတ်ဖြတ်ထားတဲ့သူတွေလက်မှတ်ပေးပြီးတက်ကြတက်ကြ။မြင်းကလည်းလက်မှတ်ပေးလိုက်တယ်။ကျုပ်တို့၃ယောက်တရွဲပေါ့ဗျာ။ အဲ့ဒါနဲ့ကျွန်တော်တို့တွေစီလာလိုက်တာကျောင်းကုန်းကိုဝင်တော့ည9နာရီထိုးပြီးအဲ့လိုနဲ့ကျွန်တော်တို့တွေစီလာခဲ့တာည10နာရီ15မိနစ်ခန့်လောက်တော့ကျုံမျိုးကိုရောက်တယ်ကျုံမျိုးပန်းကျန်တောင်းကကောင်းရှောက်ပြီးမှရခိုင်ပြီးတော့ဆင်းလိုက်ကြတယ် လမ်းပေါ်မှာထွက်ဆောင်နေတဲ့တငယ်ချင်းညွန့်လိုက်လို့လမ်းထဲကိုဝင်လာကြတာအင်ရောက်တော့လေကားပေါ်ကဒုက္ခကိုအရေးဖြေရှင်းဖို့အတွက်အပေါ်ပါသွားကြတယ်ရင်းနေကြလဲတော့ပြီးမှလမ်းပေါ်မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုလည်းပြောပြတာပေါ့ကျွန်တော်ကတငယ်ချင်းညွန့်လိုက်အောင်ငါပြီးခဲ့တဲ့အခေါက်ကိုတွေးပြီးတော့လက်နေတာဒီတစ်ခေါက်ကတော့ဆန်ရင်ကိုချိုးနေတာပဲကွာအဲ့ဒါနဲ့ရေမိုးချိုးထမင်းစားကြပါဗျာထမင်းကလည်းတိတ်ပြီးတော့မစားနိုင်ပါဘူးဘိုက်ထဲမှာလည်းရေငယ်လုံးနေတော့ရေကတနေတဘိုးတောက်ထားတော့ဘိုက်ကလည်းတင်းနေပြီအစာစားတော့လည်းထင်းတလောက်လည်းစားလို့လည်းမရဖြစ်ကုန်ကြတော့ပေါ့ တကယ်ကြီးနဲ့စုံလုံးစကားတွေလဲထိုင်ပြီးပြောကြဆိုကြနဲ့ည7နာရီထုံးမှပဲအိတ်သွားကြတာမနေ့9နာရီခွဲကြတော့ထ6နာရီခန့်မှာကြုံပြောဆေးရုံပြီးမှရှိတဲ့မွင်းကားဆိုင်မှာမွင်းကားသွားစားတယ်ပြီးတော့အိမ်ကိုပြန်လာကြတယ်အိမ်ပြန်ရောက်တော့လဲရေနွေးချက်ချပြီးတော့ခုံထဲလေးပေါ်မှာထိုင်ပြီးတော့စကားဝိုက်ဝဲပြောကြတယ်အဲ့ချိန်မှာရွာကတကယ်ချင်းနဲ့အเจ้าကိုမေးကြမြန်းကြစုံစမ်းကြတာပေါ့ဗျာတကယ်ချင်းအတော်များများရောအတိမိတ်ဆွေလူကြီးအချို့တွေရောတီးကုန်ကြတယ်လို့လဲသိရတယ် တငယ်ချင်းမျိုးကတော့သူ့အတီတယောက်မချွတ်မလို့ခဲနဲ့ခဏခဏခြောက်လန့်နေတဲ့အကြောင်းတွေကိုစကားဆာမိလာတယ်။ငါကတော့ကွာသူတို့ဘာသာတရေခြောက်တယ်လို့သာပြောတာ။ငါတော့တခါမှတရေနဲ့လည်းမချုံဘူးပါဘူးကွာ။သူတို့ပြောတော့လဲရေလိုက်ငါးလိုက်နဲ့ခေါင်းလိုက်ညိတ်ကြတာပဲလို့ဆိုတယ်။မင်းကတရေရှိတယ်ဆိုတာကိုမယုံဘူးလား။တရေတကယ်ရှိတယ်တငယ်ချင်း။တို့ဖျားရှင်ရဲ့ပိဋကတ်သုံးပုံတွေမှာတော့ဝိမာနာဝတ္ထုတို့ပေတဝတ္ထုတွေရှိနေတာပဲ။ဖျားဟောကျမ်းမှာအတိတ်ကရှိနေတာကထောင်းအပြင်မှာကိုအတိတ်ကရှိနေတာငါချုံမှုတယ်။ ကျော်ကြီးကအခိုင်အမာဆိုသဖြင့်ကျွန်တော်လည်းစိတ်ဝင်စားသွားတယ်။အသေးချာပြောပြရန်တောင်းဆိုလိုက်တော့တယ်။လူသေးလို့အာသုဘကိုခဏရက်မပြေပဲနဲ့တင်းကြိုက်မှသွားထိုင်တရားနာဖို့ဖိတ်ရတယ်။အဲ့ဒါကိုဆွေမျိုးသားချင်းတယောက်ကသူ့မြေဘဝအနီးမှာသွားပြီးတော့ဖိတ်ကြတယ်။တစ်ခတ်ကလေးတစ်ခတ်ကိုချိုးပြီးတော့ယူလာရတယ်။ယူလာတဲ့တစ်ခတ်ကိုလည်းတေးသေးချာချာထားရတယ်။တရားနာပြီးတာနဲ့မှတ်မှတ်ရရတင်းကြိုက်ကိုပြန်ပို့ပေးရတာ။တင်းကြိုက်ပို့ခိုင်းတာကိုသွားမပို့ပဲနဲ့ကြုံရပြစ်လို့ကတော့တညာလုံးတရေတောင်းရဲနဲ့အိမ်တိန်ကိုမှတ်မှတ်ရရတွေ့ဘူးကြုံမှုတာကွာ။ ဲ့ထက်ပို့ပြီးတော့တိကြတာကလေဝိညာဉ်ကိုယ်တိုင်ကလာပြီးတော့တရားနာရည်စက်ချတာမျက်စိအောက်မှာအခုကြုံမှုတာမယုံတဲ့လူဆိုတာလဲတခါတည်းလက်ဖြားခါအောင်ယုံသွားကြတာပြော့ကွာတငယ်ချင်းမင်းမောရင်ငါရင်ခက်တိုင်ပဲမင်းကငါပြောတဲ့ဇလန်းကိုရေးမယ်ပေါ့ဟုတ်လားဒါပေါ့ငါကကုန်ကျဲရှာနေတဲ့ကောင်ပဲအကွက်ဝင်တော့အသေးချာကိုလိုက်မယ်မှာအဲ့ဖြစ်ဖြစ်ကဘာမှဖြစ်တာလဲ ငါတို့ရောက်မှဖြစ်တာငါတို့ရောက်ကွာမှဖြစ်သွားတာကဲဝိညာဉ်ကိုယ်တိုင်ရေစက်လာချတယ်ဆိုတဲ့အကြောင်းငါ့ကိုပြောပြကွာမင်းတိတ်တိတ်ချာချာနားထောင်တော့ငါပြောပြမယ်ချောင်းရွာရွာကြီးကွက်တယ်မှာလူရဲတယောက်ကကြောင်းချင်ပြီးတာပေါ်ကိုတက်လာတာမောင်ဤ ခွေမလူတွေရိုးရိုးရုံဖြစ်နေပါလားဖိုးပါလားညွန်ကြီးဆုံးသွားတယ်သူသားသမီးတွေလည်းငိုနေကြတာသားသမီးတွေကမတည့်ကြဘူးလို့ကြားတယ်အခုအဖေတင်မှာပဲဝမ်းနေကြပြီနဲ့တူတယ်အမေတယောက်လုံးကြံနေသေးတာမေသူကလေခွေးမဲ့ထွက်လာလမ်းတိုင်းလျှောက်လာသလိုမောင်အေးကလည်းရွာထဲကိုဝင်လာတာသူတို့ပြောတော့ဘိုးပါလာညွန်ကနာမည်အရင်လည်းမဟုတ်ဘူးနာမည်ရင်းကတော့ဥညွန်နဲ့ဟိုဆက်ဆက်ဒီဆက်ဆက်နေရတကပါလုံးလို့ငယ်စဉ်ကတည်းကနာမည်ဥညွန်ရှိမှပါလီယာဟူပြီးထည့်ထားတာ ပါလီယန်ညွန့်လို့အမည်ခေါ်ကြတာနောက်ပိုင်းပါလီယန်ညွန့်အစားပါလန်ညွန့်လို့မိတ်ဆွေပေါင်းသင်းတွေကစပြီးခေါ်တော့တာပဲတလောကလုံးပါလန်ညွန့်လို့အမည်ခေါ်ကြတာအစားပိုင်းကတော့မသိဘူးပေါ့နောက်ပိုင်းတော့တယောက်စကားတယောက်ကြားပြီးတော့ဥညွန့်တိသွားတော့တယ်သူ့နာမည်ပေါ်ဘာမှလည်းမဝေဖန်ပြဿနာရှာခြင်းလည်းမရှိဘူးငယ်စဉ်ကလေးကနေတည်တဲ့အထိဥညွန့်နာမည်ကပျောက်ပြီးတော့ပါလန်ညွန့်ဘိုးပါလန်ညွန့်ဆိုပြီးဖြစ်လာတာသူ့ရဲ့ဇနီးနာမည်ကတော့ဒေါ်စောရင်ပဲဖြစ်တယ်အိမ်တော်ကြပြီးနောက်မကြခင်ခဏအတိမိတ်ဆွေများကိုသူပြောတဲ့လက်သုံးစကားတစ်ခုကရှိသေးတယ်ဟေ့ ။ဘာပဲလှုပ်လှုပ်စောရင်ကောင်းဆုံးပဲကွ။ပါပြောတာတည်တည်ချာချာမှတ်ထားစောရင်ဘယ်နေရာဖြစ်ဖြစ်အကောင်းဆုံးပဲအိမ်တော်ကြပြီးမှမကြသေးဘူးအကောင်းဆုံးသူ့လက်သုံးစကားကြောင့်လူငယ်ကာလာသားတွေကသူ့ထက်ကြီးတဲ့လူတွေကပါသူ့မိမကောင်းတာကိုလိုက်ကြွားနေရသေးတယ် ဘလို့လူကြီးမသိဘူးလို့ကိုရမာလည်းပြောဆိုရင်မောကြတာဥပါလည်းညုံကလည်းသူစကားအတိုင်းမိုးရွာသည်နှင့်ထဲရဝင်နေမိုးရီလေခွင်းထဲကိုတင်းအောင်လုံးပြီးတော့စပားတွေကိုလည်းဆော့ဆော့ကျဲတာလေရီးထုံရင်နှစ်ပြန်သုံးပြန်မိုးနဲ့အပြိုင်ကိုမနာတဲ့လောက်တာတို့ပြေစပားဆော့ဆော့လေးစိုက်နိုင်တယ်စပားဆော့ဆော့လေးမှဲ့တယ်နောက်ပြီးတော့အစောဆုံးစပားတွေကိုလည်းရိတ်တယ်ကိုင်းသီးနယ်လည်းစိုက်နိုင်တယ်ဖျားကြီးအရှိကွေမှာနှစ်သီးစားကောင်းတွေဖြစ်ထုံးတဲ့လေတွေဖြစ်ပြီးတော့တန်ဖိုးကလည်းရှိတာຫນွေဦးသီးနယ်မျိုးစုံလည်းစိုက်တယ်ရေသွင်းစရာရေတင်စရာကိုမလိုတာတာမန်ရေဘုံနဲ့ထမ်းပြီးတော့အနေချင်းလောင်းယုံ ယ်ကိုကိုင်းသီးနဲ့နေကဖြစ်ထွန်းတာဥပါလက်ညွန်ရဲ့လက်သုံးစကားစောရင်ကောင်းတယ်ဆိုတဲ့စကားကလည်းသူ့ဇနီးမစောရင်ကိုရည်ညွှန်းပြောတယ်ဆိုကကဲ့ရဲ့လောင်ပြောနေကြသူသူတွေရဲ့ပါဇက်ကပိတ်သွားတော့တယ်နှစ်စင်နဲ့တိုင်းစဘာစောစောရိတ်သိမ်းနိုင်တယ်ကိုင်းသီးနဲ့နေကလည်းစောစောမှဲ့ပြီးတော့စောစောလေးရောင်းချနိုင်တာနောက်တော့ဥပါလက်ညွန်ရဲ့လက်သုံးစကားအတိုင်းကိုလေသမားရာသမားတွေကလည်းစောစောကိုစိုက်ပြုံးနိုင်ပြီးတော့ကောင်းတဲ့အရာတာကိုလည်းတိသွားကြတာဥပါလက်ညွန်မှဒီဘိုးပါလက်ညွန်ဖြစ်လာတာသူ့မှာတမိသုံးယောက်သားနှစ်ယောက်မွေးထားတာအားလုံးကလည်းအိမ်အောင်ကြကုန်ပြီအဲ့ဒီကောင်ရောက်ထဲမှာကိုကျော်စောကအရင်ဆုံးကွယ်လွန်သွား ားတာအကြီးဆုံးသမီးမိန်းကလေးဖြစ်တဲ့မဆောင်းနဲ့မလတင်မငွေနဲ့မောင်တင်မြတို့ပဲကြံတာအားလုံးကိုစည်းဝတ်နဲ့ကိုတောင်းတတင်းနဲ့လည်းနေထိုင်သူတွေဖြစ်တယ်အသက်ကြီးနေပြီလည်းဖြစ်တဲ့ဘိုးဘာလည်းညော့ထံမှာရမယ်အမွေတော့ကိုလည်းအားလုံးရဲ့ရင်ထဲမှာလည်းအကျိတ်အခဲဖြစ်နေကြတာအရေးခင်းကာလအလွန်ကွာ1988ခုနိုဝင်ဘာအရောက်မှာတော့သူ့ရဲ့အသက်က89နှစ်ဖြစ်သွားတယ်ဘိုးဘာလည်းညော့တယောက်ကဝမ်းမမှန်ဖြစ်ခါအဲ့ရထဲမှာလဲတော့တယ်ဝမ်းသွားတာကလည်းမရက်ဘူးအသက်ကလည်းကြီးပြီဖြစ်တော့လေအားကကုန်သွားတယ် ။ဒါကြောင့်မိုးလာပြီးအကွယ်မှာတော့အသက်ဆုံးရှုံးသွားတာ။အဲ့ဒါနဲ့ဘိုးဘလည်းကျွန်တော်ဆုံးသွားပြီဆိုတော့တဦးနဲ့တဦးမခေါ်မပြောချင်ပေမဲ့လည်းအားလုံးကအိမ်မကူတပြိုင်တည်းရောက်လာကြတာပေါ့။အာသူဘက်ကငားရထားပြီးတော့မြေချတကြူတယ်။အဲ့ဒီအာသူဘက်နေမှာပဲမောင်နှမလေးယောက်လုံးကစကားများရင်ဖြစ်ကြတယ်။အာသူဘက်ချမဲ့အစီစဉ်ကိုလည်းရက်ပြီးတော့ဩသာရှိတဲ့လူတွေကလည်းဝင်ရောက်ဖြန့်ဖြေးကြတာပေါ့ကွာ။အော်ကြဟဲ့ကြဆဲကြဆူကြအာသူဘက်နေမှာပဲကွာစူးစူးညံ့ညံ့ရုပ်ရုပ်ရုံရုံနဲ့အာသူဘက်မြေချတဲ့အထီကိုဘသူကမှလည်းဝင်ရောက်မဖြေရှင်းဝင်ဘူး။ ဘိုးဘလည်းညွန်တည်တဲ့ရက်မှာပဲ9ရက်ပြည့်ခဲ့ပြီရက်လေတပိတ်တော့အလှတရားနာပွဲကိုရောက်ခဲ့ရောအဲ့ဒါနဲ့အိမ်နဲ့လမ်းရိုးချတဲ့ဖခင်ကြီးကျောင်းနိုင်စရာတော့နဲ့ကျောင်းတန်ကားတွေကိုပင့်ထားတာဆရာရင်တပည့်ရင်းကလည်းဖြစ်ကျောင်းဂောဘကလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ဆရာတော်ဥညံနီကကဥဆောင်ပြီးတော့ကြွလာတာဆရာတော်တန်ကားတော်တွေကလည်းဆုံးကပ်ပြီးတာနဲ့တရားပွဲကစတော့တယ် ဆရာတော်လည်းတီလာပေးနေတာတရားဝက်စပြီးမကြခင်မှာပဲတရားနာပရိသတ်နောက်ဆုံးမှဥပါလညုံရဲ့မြေကိုမင်းအောင်ရဲ့ဇနီးမမှုဆန်းကိုတရေကဝင်ပူးနေတယ်လို့တယောက်တစ်ခုနဲ့ပြောနေကြတာတရားနာပရိသတ်တွေကပြောနေတဲ့စကားတွေအကြောင်းဆရာတော်ကလည်းတရားပွဲကိုရက်ပြီးတော့နောက်တစ်ဖက်ကိုလှမ်းမိလိုက်တာနောက်နားမှာဘာဖြစ်နေတာလဲတရေဝင်ပူးနေတာလို့ပြောတာကိုကြားလိုက်ပါတယ်ဗျာကဲတကကြီးအဲ့ဒီမိန်းကလေးရှိကိုလာခိုင်းလိုက်ဆရာတော်ကလည်းခေါ်ခိုင်းသဖြင့်ဝင်ပူးနေတဲ့မမူးဆန်အားဖုန်ကြီးရှိကိုခေါ်လာခဲ့တာအခုဒီဒကမာလေးရှိကိုဝင်ပူးနေတာဘယ်သူပါလဲ ဆရာတော်ကဝင်ပူးနေတဲ့ပုံကိုမြည်သူဖြစ်ချောင်းကိုထုတ်ဖော်မယ်ဆိုပြီးတော့မေးလိုက်တာတပည့်တော်ပါလဲညွတ်မှာဖေတပည့်တော်ရဲ့ခန္ဓာကိုယ်ကိုတင်းကြိုင်းမှလာဆွန့်ပြေးပြီးတရားနာဖို့တရားဥပမာလည်းလာမဖိတ်ကြဘူးဖေရက်လက်ဆုံးတော့မိတပည့်တော်လာခဲ့တာလူကလည်းမတန်မဆွမ်းတောင်မွေးနဲ့ဖြစ်ပြန်သားသမီးတွေကမဖဲအင်းနဲ့နတ်တော်ရှင်ရွာတော်ရှင်တွေကိုပြောဆိုတောင်းပန်နေရလို့ကြားနေရတာပါဖေဒကာကြီးဥပလည်းညွတ်ဆိုတာတေးကြလားတေးကြပါလေဖေတကကြီးဥပလညုံဆိုတာဒီကတရားနာပိဋကတ်တွေရုံအောင်ဘာသက်တွေပြနိုင်တယ်တပည့်တော်ကွန်စားကြပါလေဖေ မမှုဆန်အံဝင်ပူးနေသည့်ဥပါလညုံဟာကောစားကျင်တဲ့ဆိုရင်တားဖြစ်သူတင်းမြင့်ကလည်းကိုရလှမ်းပေးလိုက်တယ်။ဟဲ့ကောင်တင်းမြင့်ငါကမင်းကိုရမျိုးကိုစားမှာမဟုတ်ဘူး။ငါမှသွားရည်လည်းမရှိဘူး။ကိုုံးကိုဆုံနဲ့ထောက်မိစားတာမင်းမသိဘူးလား။ ပါလဲညုံကလည်းကိုုံးကိုစုံနဲ့ထောင်းမှစားနိုင်နေသို့တဖြစ်ကိုုံးစုံကိုသားသမီးမြေးတွေအားလုံးကလည်းထရှာကြတာထားနိုင်သည့်နေရာအားလုံးလည်းရှာတယ်ဘလို့မှရှာမတွေ့ဘူးကိုုံးစုံကို7မိနစ်လောက်နေပါရှာပေမဲ့မတွေ့ဘူးအဲ့ခါမှတရားပွဲရောက်နေတဲ့ဆွေမျိုးသားချင်းနေတဲ့နီးစက်ခါလမ်းထဲမှာအတူနေတဲ့ကိုကျော်ကြီးကလည်းဥပါလဲညုံဟုတ်မဟုတ်သေချာတဲ့နီးလန်းကိုစဉ်းစားမိတဲ့အတွက်ကြောင့်မလို့ထိုင်ရမှအနီးကိုထထသွားပြီးတော့ဥလေးကဥလေးပါလဲညုံဆိုရင်အားလုံးကလက်ခံနိုင်အောင်လို့ဥလေးကိုင်းသီးထောင်းထားတဲ့စုံကိုဘယ်မှာထားလဲဆိုတာပြောပြနိုင်မလားဟာငါစားတဲ့ကိုုံးစုံမှာငါထားတာတိတာပေါ့ ဟိုငါမနိုင်တဲ့မြစ်တွေအိမ်ကိုလာရင်ယူယူပြီးထောင်းလုံးလို့သူတို့ကိုမမြင်အောင်မသိအောင်လို့ငါအမြဲဖွက်ထားရတာဖះเจ้าတော်တော့မှာငါသိမ့်ထားတယ် ဥပလညုံရင်စကားဆုံးမှာတော့ဘုရားကျောင်းဆောင်အောင်မှာဆရာတော်အပါဝင်ယဟန်၅ပါးထိုင်းပြီးတရင်သုံးနေတာမို့မြည်သူမှလည်းထမလာဝင်သဖြင့်ဆရာတော်ကဥစဉ်တစ်ပါးအာမျက်နှာမြေကဲပြကဥစဉ်ကလည်းထပြီးတော့ဘုရားဆောင်နောက်ကိုကြီးလိုက်လေတော့တယ်ကြီးဆုံနဲ့ကြီးထောင်းနဲ့အစုံကိုတွေ့လိုက်ရသဖြင့်ယူလာပြီးတော့ဆရာတော်ကိုဆက်ကပ်လိုက်လေတော့တယ်ထိုအခါမှာဥပလညုံဟူလက်ခံပြီးတော့ဝိုင်းဖက်ပြီးတော့ငူကြတော့တယ်ပထမဘူးကံပြီးဆရာတော်ရှေ့လာစဉ်သာသမီများကမြေဖြစ်သူကိုမင်းအောင်နဲ့မတ်မှုဆန်းတို့လင်မယားအမွေလိုချင်ပြီးတော့ဆက်တက်ထွင်ပြီးတော့လှုပ်တယ်လို့ကိုရမာကဲ့ ယ်စကားဆိုနေတာယခုလည်းဖခင်ကိုယ်တိုင်ဖြစ်နေတာကြောင့်သားသမီးများယုံကြည်တယ်လို့တရားနာပိဋကတ်တွေကလည်းယုံကြည်လက်ခံသွားကြတာကဲကဲဝိုင်းနေတဲ့လူတွေလည်းဘေးဖယ်ကြဒကာကြီးဘာပြောကျင်သေးလဲဖုန်းကြီးမေးဆမ်းအောင်မယ်ဆရာတော်မိတ်ဆိုလိုက်တဲ့အတွက်ကြောင့်မလို့ဝိုင်းဖက်ပြီးငိုယိုနေတဲ့သားသမီးတွေကလည်းနောက်ဆုတ်ပေးလိုက်တယ်ကဲဒကာကြီးတရားနာမယ်မဟုတ်လားတပည့်တော်တရားနာရေစက်ချခြင်းလုံးလို့လာခဲ့တာပါဗျာတပည့်တော်အရှင်ဘုရားကိုရှောက်တင်ခြင်းပါလေအေးရှောက်တင်တကားကြီးတပည့်တော်ရဲ့သားသမီးတွေကလေတရားအောင်မှလည်းမလိမ္မာကြဘူးဗျာ တပည့်တော်ရဲ့ပစ္စည်းဘာတစ်ခုမှသူတို့ကိုလည်းအမွေမပေးနိုင်ဘူးဖေ။တပည့်တော်လယ်ရီချန်နေလှဲဒီတော်ရီပစ္စည်းအလုံးကိုလည်းအရှင်ဖေဟာသာသနာဝေယဝဆသုံးဖို့အတွက်လှူခဲ့မယ်ဖေ။ဖေဟာတပည့်တော်ဇနီးဒေါ်စောရင်အသက်ဆုံးသည့်အတိုင်းဖေဟာရှင်ကြီးရှုဆောင်မပေးပါဖေ။တပည့်တော်ဇနီးသေးဆုံးပြီးတာနဲ့ရှိသမျှပစ္စည်းအလုံးကိုအရှင်ဖေဟာအပိုင်ဖြစ်ပါတယ်ဖေ။တပည့်တော်လှူသမျှကိုလည်းရေစက်ချသွားကြပါတယ်ဖေ။ဒကာကြီးဆန္ဒအတိုင်းဖုန်ကြီးဆောင်ရွက်ပေးပါမယ်ဒကာကြီး။ဒကာကြီးလည်းနောက်ဆက်မတင်နဲ့ဘုန်းကြီးတာဝန်ယူပေးမယ်။တို့ပြင်းနဲ့တရားပွဲကိုဆက်ပြီးတော့ဟောတယ်။ဥပလက်ညော့အတွက်ကိုလည်းရည်စူ ူပြီးဖုန်ကြီးကအစကနေပြန်ပြီးတရားဟောတယ်။ရေဆက်ကိုလည်းကိုယ်တိုင်ချပြီးတော့အမြအတန်းပေးဝေးပြီးတော့သာဓုခေါ်သွားတာ။တရားပွဲပြီးတာနဲ့ဥကလည်းညုံဝင်ပူးကရာကနေထွက်ခွာသွားတယ်။ဖုန်ကြီးကလည်းပြန်မကြွကြေးပင်းနဲ့သားသမီးတွေကိုခေါ်လိုက်တယ်။အားလုံးကလည်းမျက်နှာမကောင်းကြဘူး။ဒကာကြီးကတော့ဖုန်ကြီးကိုဒကာမကြီးကိုအမ်းပြီးတော့အားလုံးလှူသွားပြီးဖုန်ကြီးပြစီဖြစ်သွားပြီးဖုန်ကြီးဘလို့စီမံစီမံဒကာကြီးနဲ့မဆိုင်တော့ဘူး။ဒါကြောင့်ဖုန်ကြီးကဒကာမတို့ညီအမတွေနဲ့ဒကာကိုတင်မြင့်တို့ကိုပြန်ဆုတ်ပါမယ်။မောင်နှမလေးယောက်အညီအမျှခွဲဝေယူဒကာကြီးအဲ့အတွက်ယူစုပြီးလှူတာတန်းတာတွေကိုမိ ိခင်ကြီးတက်ရှိထင်ရှားရှိနေတဲ့အတွက်သူအရေးကြုံရင်တော့သုံးနိုင်အောင်လို့ခြံထားပေးကြ ဘယ်လိုသဘောရလဲဒကမကြီးဖုံဖုံစီစဉ်တဲ့အတိုင်းနားခံပါမယ်ဖေ။နောက်ဆုံးတော့အမွေကိစ္စနဲ့စိတ်ဝမ်းကွဲနေတဲ့မောင်နှမလေးယောက်လည်းဆရာတော်ကြောင့်ပြန်လဲတင့်မြဲသွားကြတာ။တရားနာလာတဲ့သူတွေကထိုသတင်းကိုကြားတဲ့သူတွေကရောတည်သွားပြီဖြစ်တဲ့ဥပါလညွန်ကြီးရဲ့ဝိညာဉ်ကိုယ်တိုင်လာရောက်ပြီးရေဆက်ကိုယ်တိုင်ချသွားတာကိုမကြုံတခုထူးထူးခြားခြုံလိုက်ရတာပဲ။လွန်ခဲ့တဲ့နှစ်30ကျော်ခန့်ကပြွန်ဒစာမြို့အပိုင်းချောင်းရွာမှာတကယ်ဖြစ်ခဲ့တယ်လို့ဤအကြောင်းအရာထဲမှာပါသူအလုံးကနာမည်ရေးပြတာဖြစ်ပါတယ်။မြေတီကိစ္စမှာထိခိုက်စရာမရှိ၍နာမည်လွှဲပြောင်းရေးမထားခြင်းကိုခွင့်လွှတ်ကြပါ။ ဲ့တငယ်ချင်းငါကိုယ်တိုင်ဥပါလက်ညို့ဟုတ်မဟုတ်ဝင်မိခဲ့တာငါမိမပဲဖះเจ้าဆောင်နောက်မှာရှိတာအသေးချာသိလိုက်ရတာအဲ့ခါမှမြူးကလည်းတရေမမြင်ဘူးလို့မရှိဘူးဆိုတဲ့စကားကိုလည်းဆက်မပြောတော့ဘူးအဲ့ကိစ္စဖြစ်တဲ့ချိန်မှာလည်းငါကနေရောက်နေတော့ရွာကကိစ္စကိုမသိလိုက်ဘူးနေမှာတာဝန်နဲ့ဆဲနှစ်ကျော်သွားတာကိုအဲ့ဒါမင်းအမျိုးအရင်းကြီးတယ်မဟုတ်ဘူးလားစကားမဆက်မိလို့ဒါမင်းမသိတာငါလည်းတကယ်ကြုံခဲ့ရလို့တကယ်ကိုယုံသွားတာပဲကဲဟေ့ကောင် ငါပြောသားတွေအားလုံးမှတ်မိတယ်မလားမှတ်မိတာဗောဝိညာဉ်အကြောင်းငါမသိပေမဲ့ဥပါလိန်ကျော်မိသားစုကိုတော့ရင်းရင်းနှီးနှီးသိခဲ့တာပါငါရန်ကုန်ပြန်ရောက်ရင်တော့ဝိညာဉ်ကိုယ်တိုင်ရေဆက်ချတဲ့အကြောင်းကိုတော့ရေးအောင်မယ်ကွာကျွန်တော်တို့တငယ်ချင်းလေးယောက်သတင်းကြော်အားလဲရမှာ ခက်ခက်ခဲခဲရောက်ရှိပြီးတော့စုံခဲ့ကြတဲ့ရှေးဟောင်းနောက်ပြည့်စကားဝိုင်းမှာကျွန်တော်အတွေ့တန်မှုရှိတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ခဲ့ရတာကတော့အမျက်ပါပဲဇလန်းလေးကဒီမှာနေပြီးဆုံးတော့ပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်